မိတ်ဆွေများစွာမင်္ဂလာပါကျွန်တော်မိတ်ဆွေများအတွက်အမြဲတမ်းအကျိုးရှိရာကောင်းတို့ရရာများကိုသာရွေးချယ်တင်ဆက်လေရှိတယ်ကျွန်တော်တို့ရဲ့ပရိသတ်ဘောက်ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မိတ်ဆွေကိုနေသားသမီးတွေအားလုံးဘေးပရာတွေဝေးကွာကြပါစေကိုယ်စိတ်နှပြချမ်းမာချမ်းသာကြပါစေအလောကန်စည်းဝါးများလည်းအဆစာရရာအဆင်ပြေတို့တဲ့အောင်မြင်နိုင်ကြပါစေအထူးအားဖြင့်ကျွန်တော်မိတ်ဆွေတွေယခုလက်ရှိကျွန်တို့ရင်ဆိုင်နေရသော ခက်ခဲမှုတွေပင်ပန်းမှုတွေကြက်တဲမှုတွေဝန်းကျင်မှုတွေချုံနှောင်မှုတွေအလုံးကလွတ်မြောက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေလူရဆန္ဒတွေပြည့်စုံနိုင်ကြပါစေဇူလိုင်လမှာအပူဆိုင်မှန်သမျှအပနဲ့ဝေးပြီးတော့လှူနိုင်ကြတဲ့ဒနာရှင်တွေတွေဖြစ်ကြပါစေလို့ရှေးဦးစွာတွန်းလောင်းမြတ်တာပို့တာပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ပရိသတ်ဘောက် channel ကနေပြီးတော့ကျွန်တော်မိတ်ဆွေများအတွက်တင်ဆက်ပေးမှာကတော့2025ခုနှစ်ဇူလိုင်လ တလတာမိတ်ဆွေခုနှစ်အသားသမီးများအတွက်ဟော့စတန်တစ်ခုချင်းစီကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟော့စတန်တွေကတော့မန္တလေးရွှေမြို့တော်ကြီးမှာအဟောဝတ္တဩချာရလောင်ဟော့စတန်ဟော့ချက်တွေမှန်ကန်လွန်းတဲ့ဆရာကြီးဦးမင်းသူရာရဲ့ဟောပြောချက်တွေပဲဖြစ်ပါတယ်ယခုတင်ဆက်ပေးမှာကတော့2025ခုနှစ်ဇူလိုင်လ9လပိုင်းမိတ်ဆွေဘုရဟုရာဟုသာသမီများအတွက်တလတာဟောစရံကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟောစရံထဲမှာ ဆရာကြီးဦးမင်းဆိုတာကကျွန်တော်မိတ်ဆွေများစတမင်းချင်းရံရွယ်ချက်နဲ့ဟောစတန်းကို အစီအစဉ်ဆက်တချက်နဲ့ဟောကြားပေးထားတာဖြစ်ပါတယ်ဒီဟောစတန်းထဲမှာကန်စာတာနှစ်ချုပ်စီးပွားရေးလူမှုရေးပညာရေးအခြေရေးအိမ်တော်ရေးကျန်းမာရေးအသက်ပိုင်းခြားဟောကိန်းအထူးဟောကိန်းဆောင်ရွက်ရန်ကိစ္စအကျိုးပေးဟောကိန်းနဲ့ရရရအစီအစဉ်ဒီအကြောင်းအရာမျိုးစုံ ပါဝင်ပါတယ်ခင်ဗျာကန်စာတာနှစ်ချုပ် ျွန်တော်မိစေဘုရဦးရာဦးသားသမီးများခုနလပိုင်းဒီဇူလိုင်လမှာလုပ်ငန်းခွင်တွေအဆင်ပြေပြီးတော့ပျော်ရွှင်မှုတွေရရှိတတ်ပါတယ်အလုပ်ရောက်ထားတဲ့သူများအနေနဲ့သတင်းကောင်းတွေကြားရပါလိမ့်မယ်မိစေအပေါင်းအသင်းတွေကိုငွေအားလူအားနဲ့ကူညီပေးရတာမို့အချိန်ကုန်ငွေကုန်ဆိုတာမျိုးလဲအထူးဖြစ်ရတဲ့အချိန်ကာလမျိုးကြုံရတတ်ပါတယ်ခင်ဗျာကံကောင်းတာတွေကဘုန်းကံမြင့်မားမှုတွေအတိတ်ရဲ့ကောင်းတဲ့အကျိုးပေးတဲ့ကံတွေက ကိုစီကိုဆက်ရောက်လာတာမျိုးတေချာဖို့ကြုံရတတ်ပါတယ်ခင်ဗျာစီပွားရေးမိတ်ဆွေဗိုလ်တော်ရာဟုသားသမီးများဒီဇူလိုင်လမှာစီပွားရေးနဲ့ပတ်သက်ပြီးတော့အစအုံလုပ်ငန်းတွေအိစပစ္စည်းရောင်းဝယ်လုပ်ငန်းတွေအုပ်ဖို့တဲ့လုပ်ငန်းတွေအုပ်ဖို့တဲ့လုပ်ငန်းတွေအုပ်ရောင်းဝယ်လုပ်ငန်းတွေစတီးလုပ်ငန်းတွေဒီပနတ်ဒါအချင်းဒီလက်ဖက်ဆိုင်တွေနောင်းနို့နို့စီရောင်းဝယ်တွေနောင်းမွေးမြေလုပ်ငန်းတွေနောက်ပြီးတော့ပဲယုံတွေ ပွဲရုံတွေမီးဖိုတွေအယောင်းဝယ်တွေပို့တယ်ပြည့်စည်အယောင်းဝယ်တွေဒီလုပ်ငန်းများကနေပြီးတော့အကျိုးအမြတ်များရရှိပါလိမ့်မယ်။ဇူလိုင်လ9ရက်ကနေပြီးတော့18ရက်အတွင်းမှာတော့လုပ်ငန်းခွင်မှာအပြိုင်ဆိုင်များနဲ့ထိတ်တဲရင်ဆိုင်ရတတ်ပါတယ်။လုပ်ငန်းတစ်ခုလုပ်ကင်ဖို့ဆိုပြီးတော့မိမိများရှိတဲ့ပြည့်စည်များကိုထုတ်ခွဲရောင်းချပြီးတော့လုပ်ငန်းတကြီးတစ်ခုကြီးကြီးမားမားစတင်ဖို့ရာ အချိန်အခါကောင်းမဟုတ်သေးပါဘူးခင်ဗျာ။လမ်းပေါ်မှာလမ်းကြားမှာဆိုင်ငှပြီးတော့ဈေးရောက်နေတဲ့ပုံကများ လမ်းဘေးတာမန်60ရောင်းဝယ်သမားများဒီချိန်ကာလကအပြောင်းအရွှေ့တွေပေါ်လာတာတဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေအဆင်မပြေမှုတွေကြုံရတတ်ပါတယ်။အိမ်မှရှင်တွေလည်းပဲဆိုင်ကားတွေနဲ့အဆင်မပြေမှုတွေဖြစ်ပြီးတော့နောက်ပြီးတော့မိမိရဲ့နိနာပတ်ဝန်းကျင်ကလူနဲ့လည်းရန်လိုခြင်းပြဿနာများဖြစ်ခြင်းစကားအငင်းကုန်ခြင်းများပြုရတတ်ပါတယ်ခမညာစကားအငင်းကုန်များကြုံရတတ်ပါတယ်။မိမိကိုဘလို့သူမုန်းထားပြီးတော့အကောင်းကျန်တဲ့ပုံကိုယ်တွေပေါ်လာတတ်ပါတယ်။ရန်လိုခြင်းကုန်ချောခြင်းများကြုံရတတ်ပါတယ်။ပြပအလုတ်ကိုင်း လက်ရှိနေရာကနေပြီးတော့ပြောင်းရွှေ့လိုတဲ့ကိစ္စရများအထမမြောက်ပဲကြံ့ကြာနေတတ်ပါတယ်အလုံးမှမပြောရှင်ပဲမိမိတို့ရဲ့အထက်အကြီးအကဲပုဂ္ဂိုလ်များတည်တည်ကြွယ်များနဲ့အစစ်မပြေမှုများကြုံရတတ်ပါတယ်မိမိတို့အပေါ်မှာလည်းပဲထင်မှတ်ပြီးတော့ဆွဆဲမှုများလည်းခံရတတ်ပါတယ်ခင်ဗျာလူမှုရေးမိတ်ဆွေဘုရုရာဟုသားသမီးများဟာဒီဇူလိုင်လမှာလူမှုရေးကဏ္ဍတွေမှာတော့ပိဿတ်တို့လိုနှလုံးသားလို့ဆိုရပါလိမ့်မယ်ကိုကပိဿတ်နေရတာများနေပါလိမ့်မယ် ပိဆက်မှုတွေအများဆုံးကြုံရတဲ့လလို့ဆိုနိုင်ပါတယ်ခင်ဗျာ အများကြိုးပြတဲ့အသင်းအဖွဲ့များဘာသာရေးအဖွဲ့အစည်းများမှာပါဝင်ပတ်သက်ခွင့်ရလာတဲ့အတွက်ကိုယ်မှာကုသိုလ်ကောင်းမှုတွေလည်းပြုလုပ်နိုင်ဖို့အခွင့်အလမ်းကြုံပါလိမ့်မယ်ဒါပေမဲ့တတိထားစရာကတော့ writer လုပ်ငန်းတွေမှာလည်းပဲရှင်းနှချောင်းကတော့မကယ်ကောင်းပါဘူးခင်ဗျာအလောက်ကန်ကိစ္စရများမှာအနည်းငယ်စိတ်ထွေပြမှုများကြုံရတတ်ပါတယ်မိမိတို့ရဲ့လုပ်ငန်းကိစ္စများ လောက်ကန်စားရတဲ့နေရာမှာဘေးပယောဂအနောက်ချက်တချို့ရှိနေပါလိမ့်မယ်။ငွေ၊ကားချမ်း၊အဖို့ဒဏ်ပစ္စည်းများအရေးကြီးတဲ့စားကြုပ်စားတမ်းများကိုအထုသတိထားဖို့လိုအပ်ပါတယ်။အထုသတိပြုပြီးတော့လောက်ကန်ဆောင်ရွက်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ပညာရေးဒီခုနလပိုင်းမှာမိတ်ဆွေဘို့တို့ရာဇာသမီးများပညာရေးနဲ့ပတ်သက်လို့ကတော့အသက်ဝမ်းကြောင်းပညာရေးအခြေခံပညာရများကိုအလေးနဲ့ထားပြီးတော့မဖြစ်မနေ ကြိုးစားသင်ကြားရပါလိမ့်မယ်။သက်ဆိုင်ရာလုပ်ငန်းများကွန်ပျူတာနဲ့ဆက်စပ်တဲ့လုပ်ငန်းများတွင်တွင်ကျယ်ကျယ်အသုံးပြုပြီးတော့ယခုချိန်မှာအကျိုးခံစားမှုတွေရရှိပါလိမ့်မယ်ခင်ဗျာ။အခြေရေးအိမ်တော်ရေးအခြေရေးအိမ်တော်ရေးမှာတော့အခြေအနေပတ်သက်ပြီးတော့လူငယ်တွေအကုန်ကြတွေများနေပါလိမ့်မယ်။အိမ်တော်ရှင်များသားသမီးများရဲ့မင်္ဂလာသတင်းစကားများကြားရပါလိမ့်မယ်။အိမ်တော်ရဲ့သူခါတွေပြေဆုံးပျော်ရွှင်ပြီးတော့ မိတို့ဘဝသားရနေပါလိမ့်မယ်။လူယုံနေတဲ့အိမ်နှင်းချင်းတွေမိမိတို့ရဲ့လုပ်ငန်းမှာရှိတဲ့ပတ်ဝန်းကျင်တွေညနေစိမ်းများကိုတော့သတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ကျမ်းမာရေးဒီခုနလပိုင်းမှာမိတ်ဆွေဘုရုရာဥသားသမီးများကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အစာရင်ယောဂပြတ်တာပါတယ်။အမျိုးသမီးများမိမိတို့ရဲ့သွေးသားဆိုင်ရာမိရယောဂဖြစ်တာပါတယ်။အမျိုးသားအမျိုးသမီးများကုဆေယောဂသတိထားဖို့လိုအပ်ပါတယ်။ခန္ဓာကိုယ်ညာဘက်ခြမ်းထိကြိုက်တန်းဟာ ရတာပါတယ်ခင်ဗျာ စာသတိသွားသတိနေတတ်တိုင်းတတ်ဖို့အထူးလိုအပ်ပါတယ်ခင်ဗျာ အသက်ညံဆောင်ပြီးတော့မိမိတို့ဘဝအသက်ရှည်အောင်စူးစမ်းစဉ်းကျင်နေတိုင်းသက်ပါတယ်ခင်ဗျာ အသက်ပိုင်းချဟောခဲ့မိษွေဘုရုရာဟုသာသမီများဟာဒီအသက်ပိုင်းချဒီအသက်ရော်တွေရောက်နေမယ်ဆိုလို့ရှိရင်တော့ဒီဇူလိုင်လမှာကန်စာတာအနည်းငယ်ညံ့နေပါတယ်ဘယ်အသက်ရော်တွေလဲဆိုလို့ရှိရင်အသက်20ကနေပြီးတော့25နှစ်ကြား 20 21 22 23 24နှစ်အသက်အရွယ်ပိုင်းခြားတွေနောက်တစ်ခုက26နှစ်32နှစ်32နှစ်ကနေပြီးတော့35နှစ်ကြာဒီအသက်အရွယ်ပိုင်းခြားတွေဟာကန်စာတာညံ့နေပါတယ်ပြပရရှာ အလုရှာနေသူများအခက်ခဲတွေကြုံရတတ်ပါတယ်အလုအပြောင်းရွှေ့များပြုလို့ရတတ်သလိုအပြောင်းအလဲကိစ္စများလည်းအစင်မပြေအလုမရဖြစ်နေတတ်ပါတယ်လူငယ်များနဲ့ချစ်သူဇုံတဲ့များ လက်ဖက်ရည်ဆိုင်ဘီယာဆိုင်ထန်းတော်တွေမှာတော့ပြီးတော့အပျော်ပါးတွေမှာတိုက်စားနေမယ်ဆိုလို့ရှိရင်တခြားသူတွေရဲ့ရန်လိုခြင်းရန်ညှို့ရှိသူတွေရဲ့လှုပ်ကြံခြင်းခံရတတ်ပါတယ်မိကလေးနဲ့ပတ်သက်ပြီးတော့ခက်ရန်ဖြစ်ရန်ခြင်းများကြောရတတ်ပါတယ်အထုသတိထားဖို့လိုအပ်ပါတယ်ခင်ဗျာအရှင်းနဲ့ပတ်သက်ပြီးတော့အကြီးအငယ်အသက်အရွယ်ပွာချမှုများအဆင်မပြေဖြစ်ခြင်းများအငယ်နောက်ကိစ္စများပေါ်လာတတ်ပါတယ်တဲဦးတဲ့တဲဦး အချစ်စစ်မြစ်တာစစ်တွေခံစားမှုတွေပေါ်တတ်ပြီးတော့မပြတ်သားတာတွေသုံးဝင်ဆိုင်အခြေပြဿနာတွေပေါ်ပေါက်လာတတ်ပါတယ်အိမ်တော်ရှင်များအိမ်တွင်းရဲ့ပြဿနာများကြုံမကောင်းကြားမကောင်းအရှက်တကွဲတိတ်ခါကြားခြင်းများဖြစ်ပေါ်လာတတ်ပါတယ်ခင်ဗျာအထုသတိထားဖို့လိုအပ်ပါတယ်ဆောင်ရွက်ရန်ကိစ္စကျွန်တော်မိတ်ဆွေဘိုးဘူးယောက်သားသမီးများခီးသွားလာခြင်းနဲ့စီဝါရေးလုပ်ငန်းကိစ္စများဆောင်ရွက်တဲ့နေရာမှာအစအစာရရအခက်အခဲမရှိအဆင်ပြေဖို့အတွက်မိမိတို့နေရာမထွက်ကြမီခန္ဓာကိုယ်ရဲ့အရေးကိုကြည့်ပြီးမှ သွားပါစီးပွားရေးလုပ်ငန်းများလုပ်ငန်းဆောင်ရွက်ပါခင်ဗျာအကျိုးပေးဟောကင်းဒီခုနှစ်လပိုင်းမှာအကျိုးပေးဟောကင်းနေတဲ့ပရမဟုဆုံးမေဆွေဘုရုရောက်သားသမီးများအတွက်အကျိုးပေးတဲ့အရာက တောင်းအရာဖြစ်ပါတယ်အကျိုးမပေးတဲ့အရာကတော့မြောက်အရာဖြစ်ပါတယ်မေဆွေတို့အတွက်ကံကောင်းစေတဲ့အရာအကျိုးပေးမဲ့အရာကတော့ပန်းရောင်ခရမ်းရောင်ဖြစ်ပါတယ်ပန်းရောင်ခရမ်းရောင်အဝတ်အစားများကိုဝတ်ဆင်ပြီးတော့စီးပွားရေးလုပ်ငန်းများလှုပ်ဆောင်မှခေးသွားလာပါအဲ့ဒီအရာတွေကိုလည်းပဲကို့အတွက် အကျိုးဖြစ်ထွန်းမဲ့ကံကောင်းစေမဲ့အယောင်ဆိုပြီးတော့ဆောင်ထားကြပါခင်ဗျာအကျိုးပေးကနန်းကတော့1398ဖြစ်ပါတယ်ယခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ကျွန်တော်မိတ်ဆွေများကံချေကံဖြစ်စီးပွားတဲ့တောင်ရွက်ရမယ်ရရာအစီအစဉ်မဲ့ဖြစ်ပါတယ်ရရာကတော့တောင်ရွက်ကိုမျက်နာမူပြီးတော့နှင်းစီပန်းဒန်းညွန်ကငါညွန်စီမီငါဝက်ကိုမျက်စောဖျားကိုပူဇော်ပါ မွေးနေ့အပတ်စဉ်တိုင်း ပြုလုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်မိစေဘုရုရာဟုသာသမီများကိုစိတ်စည်းပွားသုံးပါမကျွန်းချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ စိတ်ထဲကကြံသမျှဆန္ဒတွေပြည့်စုံနိုင်ကြပါစေနှုတ်ကပြောသမျှတွေသဘောကျပြီးတော့အောင်မြင်နိုင်ကြပါစေခက်ရန်မရှိဥပမှုတွေကင်းဝေးပြီးတော့မိမိတို့ဘဝမှာဆန္ဒနဲ့ဘဝတရတတ်ချပြီးတော့အောင်မြင်သောပျော်ရွှင်သောတာယာသောမိသားစုဘဝကို ိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုစကားနေစို့နားဆင်ပေးတဲ့မိတ်ဆွေတိုင်းမိတ်ဆွေတိုင်းတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ